ကမ္ဘာပေါ်မှာအရေးအရှားပါဆုံးနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy Eng ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ကမ္ဘာကြီးရဲ့ရေအရှားပါဆုံးနိုင်ငံအများစုကတော့အရှိအလယ်နိုင်ငံအများစုဖြစ်ပြီးတော့တောက်သုံးရေစိုက်ပျိုးရေးနဲ့စမှုလုပ်ငန်းတွေအတွက်အသုံးပြုတဲ့ရေအရင်းမြစ်တွေမလုံလောက်တဲ့နိုင်ငံတွေကိုဆိုလိုတာပဲဖြစ်ပါရစေ။ရေရှားပါတဲ့နိုင်ငံတွေကို Water Scarce Countries လို့ခေါ်ကြပါရစေ။ ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့သဘာဝရာသီဥတုပထဝီဝင်တည်နေရာလူဦးရေကြီးမြင့်ခြင်းနဲ့ရေစီမံခန့်ခွဲမှုမကောင်းခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒီကနေ့တင်ဆက်ပေးသောမှာကတော့ကမ္ဘာကြီးအရှားပါဆုံးနိုင်ငံတွေကနိုင်ငံငါးနိုင်ငံအကြောင်းပဲဖြစ်ပါရဲ့ရှင်။နံပါတ်1အစ္စရေးနိုင်ငံအစ္စရေးနိုင်ငံကအနောက်အရှေ့အလယ်ပိုင်းမှာရှိပြီးဒေဂန္ဓရနဲ့မိုးနေတဲ့ဒေသတစ်ခုပဲဖြစ်ပါတယ်။ တဘာဝရေဝင်ပေါက်နေတာရောမိုးရွာနေတာကြောင့်မှရေရှားပါတဲ့ပြဿနာကိုမကြာခဏရင်ဆိုင်နေရပါတယ်။အဲလိုတဘာဝရေရရှိမှုလျော့နေတဲ့အခြေအနေမှာနိုင်ငံရဲ့လူဦးရေမြင့်လာတာနဲ့အတူစိုက်ပျိုးရေးလုပ်ငန်းတွေကလည်းရေအလွန်လိုအပ်လာပါတယ်။ဒါပေမဲ့အစ္စရေးကနေပညာအသုံးချမှုအရတော်တော်လှတဲ့နီလန်းတွေကိုအသုံးချနေရလဲဖြစ်ပါတယ်။ပင်လယ်ရေကြိုပြုတ်လုပ်နေတဲ့ရေပမာဏအများကြီးထုတ်လုပ်နိုင်အောင် လုံဆောင်ထားတာလည်းဖြစ်ပါတယ်။တောက်သုံးရရဲ့80ရာခိုင်နှုန်းလောက်ကိုဒီနေရာနေပဲရရှိနေရလည်းဖြစ်ပါတယ်။ Desalination ဆက်ယုံကြီးတွေဖြစ်တဲ့ Sorek နဲ့ Anshodot စတဲ့နေရာတွေမှာဒီလုပ်ငန်းတွေ ရှိရလည်းဖြစ်ပါတယ်။ပြန်လည်အသုံးပြုတဲ့ရေကိုလည်းထိထိရောက်ပြန်ပြီးတော့သုံးနိုင်ပါတယ်။ကမ္ဘာမှာပြန်သုံးရေပမာဏအများဆုံးနိုင်ငံကလည်းအစ်စထရီးနိုင်ငံပဲဖြစ်ပါတယ် ပြန်လည်ပြီးတော့အသုံးပြုရမယ့်ရည်တွေကိုအဓိကထားအသုံးပြုတာကတော့စိုက်ပျိုးရေးမှာပဲဖြစ်ပါတယ်။ဒါအပြင် drip irrigation လို့ခေါ်တဲ့ရေချွေတာနိုင်တဲ့နည်းလမ်းကိုလည်းထိထွင်နိုင်ခဲ့ပါတယ်။သစ်ပင်တွေကိုဒစင်းစင်းအနည်းငယ်ပေးပြီးတော့ရေအလွန်ကြုံသုံးမနေပဲစနစ်တကျသုံးနိုင်ပါတယ်။ အဲ့ဒီအပြင်အစိုးရကလည်းရေဟိုတံပိုးထားသုံးဆွဲဖို့အတွက်ပြည်သူတွေအတွက်တင် जा မှုတွေထိန်းချုပ်မှုမူဝါဒတွေစနစ်တကျကန့်သတ်မှုတွေပြုလုပ်ထားပါတယ်။ရေဟိုများသားစွာအသုံးပြုနိုင်ဖို့ဥပဒေတွေနဲ့စည်းမျဉ်းတွေလည်းရှိပါတယ်။ Israel ကတဘာဝရေရော်နေတဲ့အခြေအနေတွေမှာနေပညာအခြေခံပြီးရေအင်အားကိုထိတိယရောက်စီမံနိုင်တဲ့နမူနာနိုင်ငံတစ်ခုဖြစ်ပါတယ် Desalination, Water Recycling, Drip Irrigation ဆိုတဲ့နည်းလမ်းတွေက တို့ရဲ့အောင်မြင်မှုအခြေခံပဲဖြစ်ပါတယ်။နံပါတ်1ကာတာနိုင်ငံကာတာနိုင်ငံကလည်းရေအရှားပါးဆုံးနိုင်ငံများစင်းတွေကကမ္ဘာမှာထိဆုံးမှရှိတဲ့နိုင်ငံတွေထဲကတနိုင်ငံပဲဖြစ်ပါတယ်။ဒီနိုင်ငံက ဒေကနာယဒေတာတခုဖြစ်လို့မိုးလင်းနေတဘာဝရေလည်းမရှိပါဘူး။မြင့်ရေကန်နေလို့တဘာဝရေရရှိမှုစနစ်မရှိတဲ့အတွက်သုံးဆွဲဖို့ရာရေကိုတခြားနည်းလမ်းတွေနဲ့ရယူဖို့တောင်ရှိပါတယ်။ဒါအပြင်ကာတာနိုင်ငံမှာလူတအူးကိုဒီနေ့မှရေ450လီတာကျော်အသုံးပြုနေကြရလို့ခန့်မှန်းကြပါတယ်။ရေသုံးဆွဲမှုကအိမ်သုံးစက်မှုလုပ်ငန်းနဲ့စိုက်ပျိုးရေးတွေမှာမရှိမဖြစ်လို့အဲ့လိုအထူးအရေးကြီးပါတယ်။ တဘာဝရေအရင်းမြစ်မရှိတဲ့အတွက်ကာတာနိုင်ငံကပင်လယ်ရေကိုရေချိုအဖြစ်ပြောင်းလဲပြီးတော့တောက်သုံးရေထုတ်ယူနေတာဖြစ်ပါတယ်။ နိုင်ငံတစ်ခုလုံးရဲ့တောက်သုံးရည်90ရာခိုင်နှုန်းထက်ပိုရှင်လာတာကလည်းဒီနီးကနေပဲရရှိတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနီးလန်းကလျှင်စစ်ဆွဲအင်များစွာကိုသုံးဆွဲရပါတယ်။ဒါအပြင်ပင်လယ်ရဲကိုအငြိအကျေးတွေပြန်လည်ဆွန့်ထုတ်ပေးရတာကြောင့်တဘာဝပတ်ဝန်းကျင်အပေါ်မှာလည်းထိခိုက်မှုရှိနိုင်ပါတယ်။ဒါကြောင့်ကာတာကရေတိုင်ကြီးအကြီးကြီးတွေစောက်ပြီးတော့ desalination နီးနဲ့ထုတ်ထားတဲ့ရေကိုသိမ်းဆည်းထားနိုင်အောင်လုပ်နေပါတယ်။ဒီနီးလန်းကမဖြစ်မနေလိုအပ်တဲ့အချိန်မှာရေပြတ်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။အဲဒီအပြင်ရေသုံးဆွဲမှုကိုထိန်းချုပ်ဖို့နဲ့ရေဖိအားကိုလျှော့ချဖို့အတွက်ဝါရရီနဲ့စီမံကိန်းတွေတင်ဆက်ပြီးတော့ပြည်သူတွေကိုလည်းတက်ကြွစွာတက်လန်းလာအောင်လုပ်နေပါတယ်။တခြားနိုင်ငံတွေနဲ့မတူတာကတော့ဂါဇာကသဘာဝရေကိုမရရှိနိုင်တဲ့အတွက် ရေရှားပါမှုကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြဿနာကိုတီထွင်ဖန်တီးမှုနည်းပညာတွေကိုအသုံးပြုပြီးတော့ဖြေရှင်းဖို့ရာအတွက်လည်းတက်ကြွစွာစူးစမ်းနေတဲ့နိုင်ငံဖြစ်ပါတယ်။ နံပါတ်3 UAE UAE လို့ဖွင့်ဖြိုးပြီးနိုင်ငံကြီးတစ်ခုပါလေမိုးနဲ့တဲ့ဒေတာဖြစ်လို့ရေနဲ့ပတ်သက်တဲ့ပညာပြဿနာတွေကိုကြုံတွေ့နေရတဲ့ဒီနိုင်ငံရဲ့အားနည်းချက်တစ်ခုပဲဖြစ်တယ်။မြေချောင်းအင်းအိုင်တွေမရှိတဲ့အပြင်မိုးလဲနေမြေအောက်ရှည်ရလည်းအားမကောင်းပဲစားတဲ့အနေငယ်ပါနေတာကြောင့် UAE ရဲ့ရေဒုက္ခကလည်းမသေးလာပါဘူး။ရေရှောင်းပွားရတဲ့ပြဿနာအရင်းကလည်း တခြားနိုင်ငံတွေလိုပဲသဘာဝအခြေအနေကြောင့်ပဲဖြစ်ပါတယ်။တနစ်တာလုံးမှာမိုးရမ်းနေတဲ့အတွက်သဘာဝရေတောင်မလုံလောက်လာပါဘူး။မြစ်စရာလည်း UAE မှာမရှိပါဘူး။မြေအောက်ရေကရှိသလောက်ရှိပေမဲ့စားတဲ့အနေငယ်ပါနေတာကြောင့်တောက်သုံးဖို့ရာအဆင်မပြေလာပါဘူး။ဒါအပြင်နိုင်ငံတွင်းလူနေထူထပ်လာတာနဲ့အမျှမျိုးပြားတွေရဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့လုပ်ငန်းအရရတီကြောင့်လည်းရေကပိုပြီးတော့လိုအပ်လာပါတယ်။ ်အထူးသဖြင့်စက်မှုလုပ်ငန်းတွေအစင်းနဲ့အိမ်ယာတွေကတော့ရေတတော်များလိုအပ်နေကြပါတယ်ရေတတော်လေးရှားပါတဲ့နိုင်ငံဖြစ်တာကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေကလည်းထင်သလောက်မတွင်ကျေလာပါဘူးအိမ်နဲ့စက်မှုလုပ်ငန်းတွေကအသုံးပြုတဲ့ရေတွေကိုပြန်လည်စစ်ထုတ်ပြီးတော့စိုက်ပျိုးရေးဘက်မှာအသုံးပြုကြပါတယ်အခုအခါမှာတော့ပင်လယ်ရေကိုတန်းစင်ပြီးတော့သုံးတဲ့ desalination နည်းပြုလုပ်ပြီးတော့တောက်သုံးရေအဖြစ်အသုံးပြုနေကြပါတယ်ယူအေအီနိုင်ငံတောက်သုံးရေရဲ့90%လောက်က ဒီသန်းစင်ဆက်ယုံတွေကနေပဲရရှိတာဖြစ်ပါတယ်။ရေလဲရှားတဲ့အပြင်မိုးရွာသွန်းမှုလည်းမရှိသလောက်နေတာမို့အမှန်တကယ်မိုးမရွာသွန်းတာကြောင့်ပြောရမယ်ဆိုရင်တော့ artificial နီးလန်းနေနဲ့မိုးဖြစ်အောင်လေထဲကိုဓာတု dressing တွေဖြန့်ပြီးတော့မိုးရွာအောင်လုပ်ရပါတယ်။ Neverly sorry Arabia sorry Arabia ဆိုတာကလည်း မိုးသိပ်မရွာတဲ့နိုင်ငံတွေတည်းကတနိုင်ငံမှာပဲတနည်းထဲမှာမိုးရေအားလည်း100မီလီမီတာလောက်သာရွာသွန်းလေးရှိပြီးတော့တဘာဝရေဆိုတာကလည်းတကယ်ရှားပါပါတယ်မြေကြီးမြေငယ်ဆိုတာတွေလည်းမရှိရေကန်ကောင်းကောင်းဆိုတာမျိုးကိုလည်းမတွေ့ရပါဘူးဒါကြောင့်ပဲသူတို့ရဲ့အဓိကရေအေးမြေကမြေအောက်ရေတစ်ခုသာရှိပါတယ်ဒါပေမဲ့မြေအောက်ရေကလည်းတစ်ခါသုံးပြီးတာနဲ့ပြန်ဖြည့်လို့မရတဲ့အမျိုးအစားဖြစ်နေတာမို့အနာဂတ်အတွက်ရေမလုံလောက်မှုတွေဖြစ်ပေါ်လာမှာအတွက်ကိုစိုးရိမ်စရာပါပဲ ဒါကိုပုံမရှင်းလင်းအောင်ပြောရမယ်ဆိုရင်တော့လူဦးရေကတိုးလာတာနဲ့ရေသုံးဆွဲမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကလည်းတစတစတိုးလာပါတယ်။စိုက်ပျိုးရေးဆိုတာလည်းရေအားကိုအဓိကထားပြီးတော့လုပ်ရတဲ့လုပ်ငန်းဖြစ်တာကြောင့်ရေအရင်းမြဲကတော်တော်လိုအပ်လာပါတယ်။ဒါဆိုရေရှားပါမှုကို Sorry Arabia နိုင်ငံဘလို့ဖြည့်ရှင်းနေလဲဆိုတော့ဘယ်လင်ရေကိုအငန်တက်လျှော်တဲ့ Disinfection Plan တွေကိုအများကြီးတိစောက်ထားတာဖြစ်ပါတယ်။ ဆော်ရီအာရေဗျာကကမ္ဘာမှာပင်လယ်ရေချိုဖျော်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။အဲဒီရေတွေကိုပဲတောက်ရေအသုံးဆောင်ရေအဖြစ်ကိုပြောင်းလဲပြီးတော့အသုံးပြုနေတာဖြစ်ပါတယ်။မြေအောက်ရေကိုလည်းမပြုံးတီးသွားစေဖို့ဂရုတစိုက်ထိန်းသိမ်းထားဖို့ကြိုးစားနေပါတယ်။အသစ်ဒူဖော်ရာတွေကိုလည်းစမ်းသပ်နေရရှိပါတယ်။အဲဒါနဲ့အတူ Vision 2030ဆိုတဲ့ရှေးလျှောက်အနာဂတ်အတွက်ရည်မှန်းချက်အရာ ်တဘာဝကိုမထိခိုက်စေမယ့်နည်းလမ်းတွေနဲ့ရေကိုစနစ်တကျစီမံဖို့နည်းပညာအသစ်တွေစနစ်အသစ်တွေကိုအသုံးပြုပြီးတော့စနစ်တကျအလုံးဆောင်နေကြပါတယ်။ဒါပေမဲ့သတိထားဖို့ကရေရှားတဲ့ပြဿနာကစိုက်ပျိုးရေးမှာရောစမှုလုပ်ငန်းထုတ်လုပ်မှုဆိုင်ရာပိုင်းမှာပါနှောင့်နှေးကျန်းကျာစေတတ်ပါတယ်။လူနေမှုဘဝမှာလည်းနေထိုင်မှုအခြေအနေပိုင်းမှာအရေးအသွေးနှိမ့်လာနိုင်ပါတယ်။ရေရဲ့ပမာဏနဲ့အတူအရေးအသွေး quality လည်းဆိုးသွားနိုင်တာမို့ရေရှားပါမှုကတကယ်ကိုလေးနက်တဲ့ပြဿနာ တစ်ခုပဲဖြစ်ပါတယ်။နံပါတ်ကကူဝေးနိုင်ငံကူဝေးကကမ္ဘာပေါ်မှာရေအရှားပါဆုံးနိုင်ငံတွေကြားမှာထိပ်ဆုံးမှာပါတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကူဝေးနိုင်ငံကမိုးလဲမရွာအသက်မဝန်းကျောင်းပြုဖို့ရာအတွက်မြေတစင်းမှလည်းမရှိတဲ့အပြင်ရေအိုင်ရေတောင်တွေကလည်းမရှိတော့တာပဲဖြစ်ပါတယ်။ ကူဝေးရဲ့မိုးရွာနှုန်းကတစ်နှစ်မှာ120 mm လောက်ပဲရှိပါတယ်။အဲဒါကလည်းတကယ်ကိုရှားပါးဖြစ်စဉ်လို့အခြေအနေတစ်ခုပါ။အခုလိုမိုးနေတဲ့တဲကနာရဒေသမှာသဘာဝရေကိုအမိအခိုးလုံးဝထားလို့မရပါဘူး။လူဦးရေတိုးတိုးလာတာနဲ့အမျှအိမ်သုံးရေစက်မှုလုပ်ငန်းတွေအတွက်အသုံးပြုဖို့ရာရေရီလိုအပ်လာတာမို့ရေလိုအပ်မှုဖြစ်အောင်ပုံမိုခံနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်ကူဝေးက တို့ရေအများစုကိုပင်လယ်ရေကိုတန်းစင်ပြီးတော့သာသုံးနေရပါတယ်။တကယ်တမ်းကူဝေးရဲ့တောင်သုံးရေက 90ရာခိုင်နှုန်းကျော်ကို desalination ဆိုတဲ့နည်းနဲ့ပဲရယူနေရတာဖြစ်ပါတယ်။မြေအောက်ရေအနေငယ်ရှိပေမဲ့လည်းစားတဲ့အလွန်များလုံးနဲ့ဆိုတာကြောင့်တောင်းလို့မရနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ကုဝေးမှာဒေကနာရများနေတဲ့အပြင်စိုက်ပျိုးရေးအတွက်ရေရလည်းလုံးဝမလုံလောက်တာကြောင့်သူတို့ကရေအများစုကိုတောက်သုံးဖို့ကလည်းစိုက်ပျိုးရေးမှာသုံးဖို့ကလည်းမပြည့်မစုံနဲ့လုံလောက်မှုမရှိဖြစ်နေရပါတယ်။အခုလက်ရှိမှာရေရှားပါမှုဒဏ်ကို ကူဝိတ်ဘယ်လိုဖြည့်ရှင်းနေသလဲဆိုရင်တော့ desalination plant တွေကို တိုးချဲ့ခြင်းရေသုံးဆွဲမှုကိုစနစ်တကျသတ်မှတ်ထိန်းချုပ်ခြင်းမိသားစုတွေကိုယ်တိုင်လည်းရေကိုအလဟသက်ဖြုံးတိမှုမျိုးမလုပ်သင့်ကြောင်းနားလည်ကြပါရင်ရေရရှိဖို့ရအတွက်ဈေးကြီးပေးကဝယ်သုံးနေရပေမဲ့လည်းစီမံကိန်းတွေကိုတော့မယဏပစ်ပဲဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါရင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရင်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်